ခံနာပြီးတော့ချင်းချေခဲ့တဲ့ဒီစီမံကိန်းကြီးရဲ့နောက်ွယ်မှာဒီလိုမျိုးတွေကြောင့်အခုတော့မျိုးဖြက်ကြီးဖြစ်သွားပြီ။ဗလင်နဲ့ရဲ့ခန်းကြီးအနီးမှာတည်ရှိတဲ့ခံနာလာတဲ့အပန်းဖြေအင်ယာကြီးကအခုချိန်မှာတော့ငွေကြေးခဝါချမှုရုရှားမာဖီးယားကန်ရဲ့ကြောထောင်းနောက်ခံနေနိုင်ငံတကာရှုပ်ထွေးရဲ့အကွက်ဆင်မှုစရဲ့နောက်ွယ်ရအကြောင်းတွေကြောင့်အဆုံးသတ်မလပဲနဲ့စွန့်ပစ်ခံထားရတဲ့ ကျိမရဲ့စီမံကိန်းကြီးတစ်ခုဖြစ်ပါတယ်။ငွေကြေးရေမြေွက်တွေပါပုံပေါ်ရှင်းနှီးမြှုပ်နှံခဲ့ကြပေမဲ့အခုချိန်မှာတော့စီမံကိန်းတာဝန်ရှိသူတွေတောင်ဘယ်ရောက်မှမသိလောက်အောင်အစာနာပြောက်သွားခဲ့ပါပြီ။ဒါလို့ကျိမရဲ့စီမံကိန်းကြီးကဘာကြောင့်အခုလိုမျိုးစွန့်ပစ်ထားခံခဲ့ရတာလဲ။ခံရတဲ့အင်ယာတွေနောက်ပြန်အအကြောင်းကိုသိရှိရဖို့အတွက်ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးကြပါအောင်ရှင်။ ကြီးမားပြီးတော့ခန်းထားတဲ့ကွန်ကရစ်အဆောက်အုံတွေကကမ်းမရံပေါ်မှာ twin two ထားတဲ့ကြောက်ဖြစ်ရုံကျင်းလို့လိုပါပဲဒီလိုကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကြီးကိုဘသူကအစုံမသက်ပဲဆုံးခွာသွားတာလဲဆိုတဲ့မိခွန်းရဲ့နောက်ဖွဲ့မှာတော့အဖြစ်ရရိုးရိုးတန်တန်ငွေကြီးတက်ထောက်သွားလို့ဆိုတဲ့အရာမဟုတ်ခဲ့ပါဘူး2006ခုနှစ်မှာ Laudas လို့ခေါ်တဲ့အင်ချမ်းမြေဖွံ့ဖြိုးရေးကုမ္ပဏီတစ်ခုကဒေတာအစိုးရစီကနေမြေခွက်တွေကိုဝယ်ယူခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့ အပန်းဖြေစခန်းတစ်ခုတည်ဆောက်ဖို့ဖြစ်ပြီးတော့အခန်းပေါင်း9ရောင်ရေကူးကန်73ခုစားသောက်ဆိုင်တွေပြဆက်ရုံနဲ့မြေအောက်လမ်းတွေပါပါဝင်မယ်လို့ဆိုပါတယ် Costa del Crocos လို့အမည်ပေးထားတဲ့ဒီစီမံကိန်းအတွက်ရမုံငွေရှာဖို့အခန်းတွေကို စီမံကိန်းမပြီးခင်မှာပဲရှောင်းချခဲ့ပါတယ် နိုင်ငံအတွင်းကလူချင်းသားတွေတောင်စီမံကိန်းရဲ့အချက်အချာကြတဲ့နေရာနဲ့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုကြောင့်သူတို့ပိုင်ဆိုင်တဲ့မြေခွက်တွေကိုပါရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်။၂၀၀၉ခုနှစ်မှာစောင့်လို့ရေးစတင်ခဲ့ပြီးတော့စီမံကိန်းတံပိုးက ဒေါ်လာတန်150လောက်ရှိမယ်လို့ခန့်မှန်းခဲ့ကြပါတယ်။ဒီလိုမျိုးကြီးမားတဲ့စီမံကိန်းကြီးရဲ့နောက်ွယ်မှာတော့ဘယ်သူမှမတိလိုက်တဲ့အချက်တခုရှိနေပါတယ်။ဒီစီမံကိန်းရဲ့အဓိကရည်ရွယ်ချက်ကတော့တရားမဝင်ငွေကြေးတွေကိုငွေဖြူအဖြစ်ပြောင်းလဲဖို့လုပ်နေရပါ။အစပိုင်းမှာအားလုံးကအဝန်ဆရာကောင်းလောက်အောင်မြင်မြန်စစံထိုးထက်နေပေမဲ့အကြခင်မှာပဲရင်းနှီးမြှုပ်နှံသူတွေကရုရှားမာဖီးယားဂိုင်းနဲ့ဆက်နွယ်နေတဲ့ဆိုတဲ့ကောလာဟာလာတွေပေါ်ထွက်လာခဲ့ပါတယ်။ ကွန်စတန်တင်စစ်နော့ကရှူမန်ခိုင်းခေါင်းဆောင်တူအဖြစ်ထင်ရှားခဲ့ပြီးတော့သူ့ရဲ့ငွေကြေးတွေကအကြမ်းဖက်မှုတွေကရရှိလာတာပါဆိုဗီယက်ယူနီယံပြိုကွဲပြီးတဲ့နောက်ပိုင်းရုရှားမှာအာဏာပြောင်းလဲတွေဖြစ်ပေါ်လာချိန်မှာတော့စစ်နော့ကဥရောပကိုထွက်ပြေးခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့တရားမဝင်ငွေတွေကိုတော့ငွေဖြူအဖြစ်ဘလို့ပြောင်းလဲမလဲဆိုတဲ့ပြဿနာကကျန်ရှိနေခဲ့ပါတယ်စစ်နော့ကဘူဂေရီးယားနိုင်ငံသားအဖြစ်ခံယူခဲ့ပြီးတော့ Loudness Pro Party Group ကနေတဆင် Costa del Croc ကိုစီမံကိန်းမှာရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ဒါ့အပြင်လည်း2008ခုနှစ်ကမ္ဘာစီးပွားရေးအကြံအစည်စတင်ဖြစ်ပွားခဲ့ချိန်မှာတော့ ယနေ့မြို့နယ်ဘိုးပိုရှင်နေတဲ့ငွေကြေးတွေအလုံးပျောက်ကွယ်သွားပြီးတော့အင်ချမ်းမြေတံဘိုးတွေလည်းကျဆင်းလာတာကြောင့်ဘသူအားမှအင်ချမ်းမြေလုပ်ငန်းမှာယနေ့မြို့နယ်မှုမလုပ်ကြတော့ပါဘူးကော့စတာဒန်ခရော့ကိုမှလည်းစားလို့ရေးလုပ်ငန်းတွေကရပ်တန့်သွားခဲ့ပါတော့တယ်ဘူဂေရီးယားမှာလည်းအာဏာအပြောင်းလဲတစ်ခုဖြစ်ပေါ်လာခဲ့ပြီးတော့စစ်ကနောရဲ့အထက်တန်းလွှာတငယ်ချင်းတွေကသူ့ကိုမကူညီနိုင်တော့ပါဘူး2010ခုနှစ်ဧပြီလမှာတော့စစ်ကနောနဲ့ သူ့ရဲ့စီးပွားအဖက်တွေရုရှားမာဖီးယားခိုင်းသားတွေကိုဖမ်းဆီးပြီးတော့ ဘူဂေရီးယားကနေနင့်ထုတ်ခဲ့ပါတယ်။အဲဒီအချိန်ကစပြီးတော့စိတ်ကနောကလည်းပြောင်းွယ်သွားခဲ့ပါတယ်။ကော့စတဒဲခရော့ကိုမှယနေ့မြို့နိုင်ခဲ့ကြတဲ့ငွေသံပေါင်းများစွာရဲ့အလန်းချောင်းကလည်းဘယ်လိုရောက်သွားတယ်ဆိုတာဘယ်သူမှမသိတော့ပါဘူး။ဒီနေ့တိုင်အောင် Costa del Croco ကဖေးဆုံးအောင်မြင်မှုမရရှိခဲ့ပဲအိမ်မက်တီရဲ့ concrete တန်တိုင်တွေအဖြစ်ပဲကြန့်ရှိနေခဲ့ပါတယ်ဒီဖြစ်ရက်ကငွေကြေးခဝါချမှု ရာဇဝတ်မှုနဲ့အာနာရှိသူတွေရဲ့ကွန်ရက်တွေပေါင်းစပ်မင်းရဲ့ဘလောက်တောင်မှ ပစ္စည်းဆုံးရှုံးမှုတွေဖြစ်ပေါ်နိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒါဟာလူသားတွေရဲ့လောဘအကျင့်ပြက်ပြားမှုနဲ့တရားမျှတမှုကင်းမဲ့ခြင်းရဲ့အကျိုးဆက်တွေကိုအထင်ရှားပြသနေတဲ့သတိပေးချက်တစ်ခုပါ။အရန်ဟိုလာပါရနေရာမှာတည်ရှိခဲ့တဲ့ ကော့စတာဒဲခရော့ကိုကတံပိုးကြီးစင်ခန့်အိနေရတရားများချမှုနဲ့ပွင့်လင်းမြင်သာမှုတွေမရှိခဲ့ပါဘူးဒီအိမ်မဆိုးမျိုးတော်ကြီးကအနာဂတ်လူသားတွေရဲ့စီးပွားရေးနဲ့လူမှုရေးလောကမှာပုံမသတိရှိဖို့အတွက်စင်စစ်မပြတ်အမှန်ရစေမဲ့တည်တည်တခုအဖြစ်ကျန်ရှိနေအောင်ပါပါ ပရိသတ်ကြီးတို့လည်းအလောက်ကြီးရဲ့အင်အားစီမံကိန်းတွေဖြစ်ဖြစ်တေချာသတိကြီးကြီးထားနိုင်ကြဖို့ဒီဗီဒီယိုလေးကနေတင်ဆက်ပေးလိုက်ပါရယ်။နောက်ထပ်ဗီဒီယိုတင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ဆိုရှင်။